9နိုင်ခွဲမှာဒီကားမျိုးဖြတ်ရင်ဒီကားမျိုးည9နိုင်ခွဲမှာဖြတ်ရင်ခင်ဗျချက်ချင်းဒီကားမှာခင်ဗျတို့သိမလားခင်ဗျတို့သူသိမလားစဉ်းစားစမ်းခင်ဗျတို့လူပဲခင်ဗျလူလိုနားလည်ပြီးစဉ်းစားကြည့်လားဒီလိုကားမျိုးလိုကိုလေးမှာချက်ချင်းပြီးသိလေးပြီးသိပေါက်စာလေးထိတ်လေးမှာကောက်ကွက်ကလေးအဲ့လိုကားမျိုးခင်ဗျားတို့အဝေးရက်ညဘက်ကြီးဖြတ်လိုက်ရင်ချက်ချင်းဒီကားလိုခင်ဗျတို့သိမလားသိမလားကြိုတင်စင်းမပေးမထားရင်တော့ဒီလိုကားမျိုးတို့ကြည့်လိုက်ခင်ဗျတို့သိနိုင်လားစဉ်းစားစမ်းခင်ဗျားတို့အုံနောက်ရှိတယ်စဉ်းစားကြည့်စမ်းတကောင်ဆိုကျွန်တော်နေကြပြတယ်တကောင်ဆိုကြီးအောင်ကြီးနေလဲသေးတယ်ပလောင်းတပုတ်ရတယ်ကြီးအောင်ကြီးနေလဲသေးတယ်တကောင်ဆိုရင်အမေ တော်ရှင်နေတဲ့ရေးရစားပါလေမြန်မာတရုတ်နိုင်ငံချက်ချင်းဒီအသင်းမှာမြန်မာနိုင်ငံငလင်တန်ပြည်ပြည်သူများအတွက်ထောက်ပံ့ပစ္စည်းများလို့ရေးထားတယ်ချက်ချင်းဒီလိုကိုယူပြုပြည့်နေအောင်မျက်နှာဖုံးထိတ်မှလည်းမကတ်ထားဘူးပြီးရင်အပေါ်မှာလည်းကမတော်ဘေးမှာလည်းကမတော်ဘူးတိုက်တဲ့ဟာကိုကြည့်လိုက်ဓာတ်ပုံလေးကိုခမပြောင်းပြန်သွားကြည့်လိုက်တိုက်တာသွားကြည့်လိုက်ဒီလိုလေးပစ္စည်းလေးကတ်တာခမအဝေးကနေမြင်ရတော့ကျွန်တော်တို့ဒီဘက်ကဟာဒီစူပါမန်နေမဟုတ်ဘူးညဘက်ကြီးဒီလောက်လေးနဲ့ကျွန်တော်ပြုပြည့်အောင်ပြရတာမှာပုံမှန်လေးကြည့်လိုက်ကဲမြင်ရလားခါမြင်ရလားအဲ့တော့အဲ့ကလေးကစပြီးလွဲနေတယ်ဒါတစ်ချက်အဲ့တော့ဒီကောင်လေးကလေးကြီးကြတယ်ဆိုတော့ပေါ်နေအောင်ပြောတာ เนาะဆိုတော့တေချာလာကဒီကောင်တွေချက်ချီနီကားပါလို့တစိ့တေချာကတ်မထားဘူးတင်းချက်တေချာပြုတ်ပြဲနေအောင်ထင်းချင်းရှာရှာကတ်မထားဘူးနှစ်ချက်ကကြိုတင်အကြောင်းကြားထားခြင်းလုံးဝလုံးမထားဘူးလှုပ်ထားတယ်ဆိုရင်အဲ့ထောက်တာပြပြသန်းလှုပ်ထောက်တာလှုပ်ထိုင်ပြဒီဘက်ကအခုပြထားတယ်ပတ်ဆိုတယ်တစိ့ထုတယ်ပတ်ပေးထားတယ်ပြမပြနိုင်ဘဲနဲ့အခုကြတော့မှစစ်တပ်ကပြစ်ပါတယ်ဆိုတော့ခမရတို့စဉ်းစားကြည့်စစ်ဖြစ်နေတဲ့နေရာ conflict area เนาะ area တွေမှာ ခင်ဗျားအဲ့ဒီမှာ DNL တွေကကားကြီးနဲ့ပစ္စည်းတွေတဲကားပါဆိုပြောပြီးတော့ပြစ်သွားတယ်ဘာနဲ့လို့နောက်တစ်ချက်ခင်ဗျားအဲ့လိုမျိုးဖြစ်ကြလို့မုံရွာမှာဖုံးကြီးကားဆိုပြစ်သွားတာတေကုန်တဲ့စသားတွေရဲနေမမှတ်မိဘူးလားခင်ဗျားတို့အောက်ဆီဂျင်အိုးတွေလက်နက်တွေထည့်သေးတယ်ဘယ်လောက်စောက်ချင်းယူထားလဲခင်ဗျားတို့သိတာပဲအဲ့တော့တခါတရံကြရင်လူတွေကတချို့လူတွေကအမှန်တရားကိုဝင်ပြောပေးဖို့စစ်တပ်ကမုံရွာချင်းချင်းခဏထားလက်ရှိပဂရိအဖြစ်ရှိတရားကိုဝင်ပြောပေးဖို့စိတ်စီရနာမရှိကြတဲ့လူတွေများလို့နဲ့ခါကျွန်တော်တို့ဒီမှာနားတယ်တားနာတာတော်တော်အဲ့ဒီလိုလူတွေတော်တော်မယိုင်းလေလို့ပြော ဝင်မပြောပြတဲ့လူတွေတိတိကြီးနဲ့ဝင်မပြောပြတဲ့လူတွေလည်းကျွန်တော်တားတင်းတယ်ဒေါသတော်ဆုံးပဲဝင်မပြောပြလို့ပုံစံဆိုးတာခင်ဗျာအခုကျွန်တော်ပြောတာချက်ချင်းဒီလုပ်ငန်းလုံးမှန်လားမလားဆိုတော့ချက်ချင်းဒီတိုင်းမှာသိတယ် NGO တွေကကုန်သိတယ်ကလိန်ကချစ်ဘသူကြနေလို့ဆိုတော့ခါကောင်းကောင်းသိတယ်ဒါပေမဲ့မပြောပြဘာလို့စစ်တပ်မို့လို့စစ်တပ်မို့လို့စစ်တပ်ကိုမုန်းမသိတော့ဆဲမသိတော့ဆိုတော့စစ်တပ်ကိုမုန်းတာဆဲတာကိုကျွန်တော်ကယူမဆိုင်ပါဘူးဒါပေမဲ့ဒီလိုသတင်းအမှားတွေလည်းလူတွေကြားထဲမှာအမုန်းတရားတွေမကြီးကြီးအောင်ထပ်လုတ်တဲ့စောက်ကျင့်ကိုကျွန်တော်မကြိုက်ဘူးငလင်ဘေးနဲ့ပတ်သက်ပြီးတော့မီးမွေးတာကြံဖန်မီးမွေးတာနှစ်ကြိမ်ရှိပြီထိုင်ဝမ်ကိစ္စမီးမွေးတယ် အုံနဲ့ကျင်းနဲ့ဖွာတယ်တတ်ထိုင်တော့ဦးနောက်ကြောင်းလှည့်ပြန်လဲသွားရတော့ခုနောက်ထပ် issue တစ်ခုပြန်ထပ်ဖွာတယ်အဲ့ဒါပါလဲဆိုတော့နောင်ချိုနောင်ချိုဘက်မှာနော်နောင်ချိုမှာကိုကားတန်းချက်ချင်းနေဆိုတော့ရင်တန်းချက်ချင်းနေရင်တန်းနဲ့တရုတ်ချက်ချင်းနေရင်တန်းမှာဆိုပြီးတော့ရင်တန်းကိုစီကားကိုစီပါတယ်ရင်တန်းစစ်တပ်ကပြစ်တယ်ဆိုပြီးတော့မနေ့ကညညပိုင်းမှာ9နိုင်ကျော်လောက်မှာပြစ်ပါတယ်ဆိုပြီးတော့ TNL ရဲ့အထတရင်ထုတ်တယ်တရင်ပထမဆုံးစထုတ်တဲ့သူက TNL ဖြစ်နေတယ်ပြီးတော့ပြစ်ခတ်တာကိုတည်တယ်လေ TNL ထိဆုံးကတည်နေတယ်နော်တည်တယ်အဲ့တော့ TNL ရဲ့ထုတ်ပြန်မှုတွေ TNL ပြောဆိုချက်တွေကိုခင်ဗျားတို့စဉ်းစားကြည့်ပေါ့မျိုးသားရလားမျိုးသားရလားပေါ့အဲ့တော့ဒီမှာဒီနေရာမှာစစ်တပ်ကပြစ်ပါတယ်ဘာညာပြောနေချိန်မှာဒီနေ့မနေ့လည်းကြောက်နာဆာကရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မထွန်းကပြန်ပြောထားတယ်။သူပြောထားတဲ့လူရင်းအနည်းချုပ်ကတော့ဒီကားရန်လာတာကိုသိတယ်ဒါပေမဲ့အဲ့ဒီဖြစ်နေတဲ့နေရာကြီးကဖြစ်နေနေရာအုံမတီးပေါ့နော်အုံမတီးတော့ဘက်ဒီမှာကအာပွင့်လို့ပြောအဲ့အဲ့ဘက်ဒီမှာက PDF နဲ့ sorry TNL PDF နဲ့တတ်နေဆိုင်ထားတဲ့နေရာဆိုင်ထားတဲ့နေရာ ဆိုင်ထားတော့ပွင့်လို့ပြောအဲ့လိုဆိုင်ထားတဲ့အချိန်မှာည9:00ကျော်လောက်မှာ9:30လောက်မှာ20ကျော်လောက်မှာကားတိုင်းနဲ့ဩနဲ့လာတော့အဲ့ဒါကြီးကဘာမှမသိတော့စစ်တပ်ကလူတွေကဂိတ်ကလူတွေကလှမ်းပြီးတော့ guide 200လောက်မီတာ300လောက်ပဲမီတာ300လောက်မီတာ300 300လောက်မှာကွာပေါ့ guide လာမီတာလာရောနေထားပါတော့တော်တော်ဝေးဝေးလောက်မှာလှမ်းပြီးတော့မီးနဲ့အချက်ပြပြီးတော့ကားကိုရပ်ဖို့လှမ်းပြီးပြောတယ်ကားကမရပ်ဘူးဆက်မောင်းတယ်မောင်းတော့နီးတဲ့နီးလာတဲ့ခါကျတော့ guide တရားလောက်ကွာကျတော့တနက်ကိုဘိုးဘောထောင်ဖောက်ပြီးတိုင်းတိုင်းတိုင်းဖောက်ပြီးတော့ကားကိုအထရီပြေးလိုက်တယ်ကားကရက်သွားတယ်ရက်သွားပြီးလည်းပြီးတော့ ကာပြီးလည်းပြည်သူမြောင်းတော့ကြောင့်ပြန်လှည့်ပြီးမှန်းသွားတယ်။ပြီးလည်းပြော TNL လေးသတင်းမှာပါလာတယ်။စစ်တပ်ကတရုတ်ရဲ့ချက်ချင်းကြီးရင်တန်းကားကိုပစ်ပါတယ်ဆိုပြီးတက်လာတယ်။ဆိုတော့ဒီနေရာမှာခင်ဗျားတို့အနေနဲ့ခေါင်းအေးထားပြီးစပြီးစဉ်းစားကြပါစို့။စစ်တပ်ကတရုတ်ချက်ချင်းကြီးကားကိုပစ်တယ်လို့ပြောရင်တရုတ်ချက်ချင်းကြီးကသူတို့ပြတယ်သူတို့ချက်ချင်းကြီးကားကအပေါက်ရဒဏ်ရာဒဏ်ချက်တွေနဲ့စုပ်ပြတ်တာနေမှာမဟုတ်ဘူးလားပြင်မယ်ပြစ်တယ်ဆိုရင်6လမ်းနဲ့အဆင့်ပဲ6လမ်းပြီးတော့တားလိုက်တဲ့သဘောပဲရှိတယ်တကယ်ပြစ်ချင်ရင်အဲ့စစ်တပ်ကား အဲ sorry အဲကာကိုးစီလို့ငွားတာကျဲဆောင်ပြစ်လို့ရတယ်ဒါပေမဲ့မပြစ်ဖက်နဲ့မိုးပေါ်ထောင်ပြီးတော့၆ပြီးတော့ပြစ်တယ်။ဘာကြောင့်မိုးပေါ်ထောင်ပြစ်လဲဒီကားတွေကသတင်းပို့ထားပြီးသားကားတွေမဟုတ်ဘူးပြီးတော့ဒီကားတွေကစီးရင်ပေးသွင်းထားပြီးသားကားတွေမဟုတ်ဘူးဒါတွေဖြတ်လာမယ်ဆိုတော့ကြိုတင်သတင်းရရှိတာချင်းမရှိဘူးမရှိတဲ့ခါကျတော့ကြိုတင်ကြောင်းကြောင်းနဲ့မရှိတဲ့ခါကျတော့သူတို့အနေနဲ့ကစစ်ကလည်း TNL ပြည်တဲ့နဲ့ပြည်တဲ့ကြားမှာဆိုင်ထားတဲ့ကားကြားမှာဆိုတော့တက်ကတတိထားပြီးတော့တားဆီးလိုက်တဲ့သဘောပဲတွေ့ရတယ်ဒါကိုတွေ့ရတယ်ဆိုတော့ဆက်သွယ်မြင်းမြန်စုံစမ်းပေါ်ထုတ်မှုတွေအရာဆိုရင်တော့ဒီကား ိုးစည်းကိစ္စမျိုးရှင်းဆိုတော့တွေ့ရတယ်